ဇလန်းဆာမှာတော့ဝမ်းနေနေကြတဲ့မိဘတွေကသူတို့သမီးလေးတပ်ပုံကြီးကကြေကွဲနေခဲ့ကြပါတယ်။တဖက်မှာတော့မိုးရွာထဲမှာဝမ်းဆောင်ရှုကရှောင်းကမရှိတော့တဲ့ပြင်ဖန်ကန်လည်းမရှိတော့တာကြောင့်ရောင်းကိုဘလို့ပြန်ရအောင်ယူတော့မလဲလို့ဝမ်းနေနေခဲ့ပါတယ်။အချိန်ကားစီးနေတဲ့မျိုးသမီးတယောက်ကထွက်လာခဲ့ပြီးတော့သူ့ကိုလာခေါ်ခဲ့ပါတယ်။ရှောင်းရှုကမလိုက်ချိန်မဲ့မျိုးသမီးကရန်လိုပမာလေးတည်တယ်လို့ပြောလိုက်တာကြောင့်ရှောင်းရှုလည်းလိုက်သွားခဲ့ပါတယ်။သူနဲ့ကော်ဖီဆိုင်ထဲကိုရောက်လာခဲ့ကြပြီးမျိုးသမီးကကော်ဖီတောက်နေမယ်သူကတော့ဘာမှမတောက်တော့ဘဲရန်လိုပမာလေးလို့မေးလိုက်ပါတယ်။ မျိုးသမီးကတော့မဖြေသေးပဲမေးချင်တာတစ်ခုရှိသေးတယ်လို့ပြောလိုက်ပြီးတော့ကျင်းကြံသူတွေစွမ်းရှင်တွေတရေပြောင်းကောင်းတွေဒဲလိုဘလူးလိုလိုကောင်းတွေကဘာလို့ရုပ်လုံးမပြလဲလို့မေးလိုက်ပါတယ်။ရှောင်းစုကသူတို့ကဖုံးခွဲတာတော်ကြလို့ပဲလို့ပြန်ပြောလိုက်ပြီးမျိုးသမီးကတော့အဲ့လိုမဟုတ်ပဲသူတို့ကကာကွယ်ပေးနေကြအောင်လို့ပြန်ပြောလိုက်ပါတယ်။ကုရှောင်းလုံးနဲ့စွမ်းရှင်ဖြစ်လာတဲ့ရှောင်းစုကိုသူတို့ကကာကွယ်ပေးနေကြတာဖြစ်ပြီးတော့သူတို့ကကာကွယ်မပေးရင်ခုချိန်လောက်ဆိုသေနေလောက်ပြီလို့ပြောလိုက်ပါတယ်။အားကြောင့်ရှောင်းစုကကာကွယ်ပေးနေရဆိုရင်ဘာကြောင့်အနောက်ကလူသုံးကတနတ်တွင်နဲ့စောင့်နေရတာလဲလို့ပြန်မေးလိုက်ပါတယ်။ အဲ့တော့မျိုးမီးကလန့်သွားပြီးတော့တနတ်ကိုကောက်ကင်လိုက်ပြီးမယ်။ရှောင်းရှုကတနတ်ကိုမကင်။သူလည်းဘာမှမလုပ်ဘူးလို့ပြောလိုက်ပြီးတော့သူကရန်လိုတယောက်တည်းကိုပဲစိတ်ဝင်စားတာကြောင့်ဘာပြဿနာမှဖြေချင်မှုလို့ပြောလိုက်ပါတယ်။အဲ့တော့မျိုးမီးကလည်းလက်ဆော့လိုက်ပြီးတော့သူမရဲ့အင်ဂျီကနေရှော့ကြတယ်လိပ်စာကတ်ရစွမ်းရှိစီမိုင်းရဲ့အဖွဲရဲ့ခေါင်းဆောင်မူဝင်ချန်စွာကိုတိလိုက်ရပါတယ်။အဲ့ချိန်ဝန်ထမ်းတယောက်ကရှောင်းရှုကိုဒေါသထွက်အောင်သွားမလုပ်ဘူးနဲ့သူကဘီအစင်းရှိတဲ့စွမ်းရှင်ဖြစ်တာကြောင့်သူတို့တစ်ဖွဲ့လုံးဝိုင်းပြီးတော့တိုက်ခိုက်အောင်နိုင်မှာမဟုတ်ဘူးလို့ပြောပြခဲ့ပါတယ်။အဲ့ကြောင့်မူဝင်ကစွမ်းရှင်တယောက်ဖြစ်ခါသာရှောင်းရှုအနေနဲ့ အန်ရီများတာကြောင့်သူတို့ကတစ်ဆောင်လုံးကာကွယ်ပေးခဲ့တာကြောင့်ဂျေဇူးဆက်တဲ့အနေနဲ့သူတို့အတွက်တောင်ဝန်သုံးခုပြီးမြောက်လုပ်ပေးရမယ်လို့ပြောလိုက်ပြီးတောင်ဝန်တွေပြီးသွားရင်ရန်လိုအကြောင်းကိုသိရမယ်လို့ပြောပြလိုက်ပါတယ်။ဒါမဲ့ရှောင်းဆိုးကတောင်ဝန်တစ်ခုပြီးတိုင်းသူသိချင်တာတစ်ခုပြောပြမယ်လို့ပြောလိုက်ပြီးတော့မျိုးသမီးကလည်းသဘောတူလိုက်ကလက်မှတ်ထိုးခိုင်းလိုက်ပါတယ်။ပြီးတော့လာစာနေနဲ့တရုတ်ယွမ်9000ကိုလည်းပေးအောင်မယ်လို့ပြောပြီးတော့အဲ့ဒါမတိုင်ခင်တော့အကဲပြန်စမ်းသပ်မှုအောင်းနိုင်အောင်လုပ်ရမယ်လို့ပြောကထွက်သွားခဲ့ပါတယ်။ရှောင်းဆိုးကသူ့လိုချင်တဲ့ချက်လက်တွေကိုအဆောင်ရှောက်လုပ်ပေးနေယူဘုတ်တွေကြမ်းစီနေခဲ့ပြီးတော့ တဖက်မှာတော့အမျိုးသမီးနဲ့ driver တို့ကကားထဲမှာစကားပြောတည်ခဲ့ကြပါတယ်။သူတို့ကရှောင်းစုကိုဒီအဆင့်အချက်လက်တွေရဲ့ပေးဖို့အတွက်စီစဉ်ထားဖြစ်ပြီးတော့ကားပေါ်မှာအန်စာတို့နဲ့ teleport လုပ်ပြီးတော့နားထောင်နေတဲ့ရှောင်းစုကသူ့ကိုအတုံးချနဲ့စွာကူတီသွားခဲ့ပါတယ်။ဒါမဲ့လိုချင်တဲ့အချက်လက်ကသူတို့စီမှာရှိနေကြအောင်မတိကြအောင်ဆောင်ဖို့ပဲဆုံးဖြတ်လိုက်ပါတော့တယ်။နောက်နေ့မနက်ရောက်တဲ့အခါမှာတော့ရှောင်းစုကတောအုပ်ထဲကစွမ်းရှင်ဌာနကိုရောက်လာခဲ့ပါတယ်။အထဲမှာတော့စွမ်းရှင်တွေကအဆောင်ရှောက်ဖြစ်နေရှင်ပြိုင်ကြဖို့စောင့်နေခဲ့ကြပြီးရှောင်းစုကအားလုံးကိုအနိုင်မှအဆောင်ရှောက်ဖြစ်လာမှာဖြစ်ပါတယ်။ ခန္ဓာကျင်းပါတဲ့သူကတော့အဆောင်ရှောက်တွေမှာအကင်းပါခြင်းတုံ့ပြန်တာမြန်ခြင်းတိုက်ခိုက်နိုင်ခြင်းစတဲ့ရေချင်းတွေရှိရမယ်လို့ပြောနေခဲ့ပြီးပထမဆုံးရေချင်းကိုစမ်းသပ်နိုင်မှုတော့အခန်းထဲဝင်မှုပြောလိုက်ပါတော့တယ်အခန်းတော့ကာစီနိုကမ်းမဲဖြစ်ပြီးအထဲမှာဆော်လေးနဲ့ဆော်လော့ဆက်တွေဖဲဝိုင်းနေမာကျောက်ခုံတွေကရှိနေခဲ့ပါတယ်ဒီပြိုင်ပွဲအစီအမင်းကတော့အားလုံးကိုတယောက်တိုကင်၅ပြားစီပေးမှာဖြစ်ပြီးတော့ကြိုက်တဲ့လောင်စားနီကိုဆော့ကတိုကင်၁၀ပြားစုရမှာဖြစ်ပါတယ်ဇူညံဖြစ်တာနဲ့ခိုးယူတာတွေတော့ခွင့်မပြုထားပဲစွမ်းရှင်တွေကလွယ်လုံးတယ်လို့ပြောကလောင်နေခဲ့ကြပါတယ် ရှောင်ရှူရတခုမှားနေပြီဆိုတော့သိနေပြီးတော့ဘေးနာလူကြီးက slot ဆက်နဲ့လောင်းစားကိန်းတွေကဆော့အခန့်အောင်တမင်ပြင်ဆင်လာမှာဖြစ်လို့လူတွေနဲ့ဆော့မယ်ဆိုရင်တော့ဖဲရတဲ့ကစားနည်းတွေကဂျင်းထဲမဲ့ဟာရီပဲလို့ပြောနေခဲ့ပါတယ်။အဲအချိန်တစ်ပတ်ကဖဲဝိုင်းမှာဆော့တဲ့လူသုံးအောင်လုံးတုံကင်ကုန်ပြီးတော့ထုတ်ခံလိုက်ရပါတယ်။အဲလူကတောက်လျှောက်လေးဖုံးနေပြီးရှောင်ရှူရကဂူးမဆိုင်ပဲထွက်သွားခဲ့ပါတယ်။အဲကြောင့်အဲလူလဲကလေးဆိုပြီးတော့ပြတ်မှတ်ထားတဲ့ရှောင်ရှူကိုလိုက်ရှာနေခဲ့ကရှောင်ရှူရတို့တိုကင်များကဘဲခွက်ထဲမှာလဲဆိုရရိုးရှင်းတဲ့ကစားနည်းကိုဆော့ဖို့လုပ်နေခဲ့ပါတယ်။အဲအချိန်ဆော့ဆော့ကလူကပြောင်းလာခဲ့ပြီးတော့ရှောင်ရှူကိုသူတို့ပြိုင်ကြတာပေါ့လို့စိန်ခေါ်လိုက်ပါတယ်။ ကျောင်းသားရွယ်လေးမလို့ရှောင်ရှုကိုသူအထင်သေးနေတာဖြစ်ပြီးတော့ကောင်စုံလေးကြောက်နေရလားဘာညာနဲ့အားချောင်းတာကြောင့်ရှောင်ရှုကတုံးကင်းနဲ့အားလုံးလောင်းကြီးထပ်ပစ်လိုက်ပါတယ်။ဒါအောင်ရင်တော့အဲလူကြီးကလည်းဟာဟာဟာအကုန်လောင်းလာလားကြိုက်တယ်လို့ပြောလိုက်ပြီးတော့သူကလည်းအောက်ကြမကန်အကုန်လုံးလောင်းပစ်လိုက်ပါတယ်။ဒုံနဲ့ဒိုင်းကောင်မလေးကအကျွေးစီးတစ်ခုမြောင်းလိုက်ပြီးတော့စတင်မှွေပါတော့တယ်။အပေါ်ကနေအောက်လိုက်အောက်ကနေဘေးအောက်လိုက်တောင်းလိုက်မြောင်းလိုက်အကုန်ရောက်လိုက်နေနောက်ဆုံးမှတော့ဘယ်အောင်ရွေးချင်ပါသလဲလို့မေးလိုက်ပါတော့တယ်။လူကြီးကတော့သူကဘဲဘက်ကခွက်ထဲကိုလောင်းမယ်လို့ပြောလိုက်ပြီးတော့ရှောင်ရှုကတော့အန်စာလုံးဆွဲနဲ့ကြီးလိုက်တဲ့အခါမှာ ကောင်မလေးရဲ့ညာဘက်လက်ထဲရောက်နေအောင်ညာဘက်လက်ကိုရွေးလိုက်ပါလေဒါကြောင့်အားလုံးကဟာဒီကောင်ယူသွားပြီလားဘာညာနဲ့ပြောနေခဲ့ကြပြီးတော့လူကြီးကလည်းဒီကောင်ဘာတွေပြောနေရလဲလို့အံ့ဩနေခဲ့ပါတော့တယ်ကောင်မလေးကဘယ်ဘက်လက်ထဲကအကျွေးစီးကိုညာဘက်ကိုပြောင်းလိုက်ပြီးတော့သူ့လက်ထဲဘာမှမရှိပါဘူးလို့ပြောလိုက်ပါလေဒါမဲ့ရှောင်းစုကဂျင်းမထဲနဲ့တော့မင်းလက်ထဲမှာရှိတာကိုငါသိတယ်လို့ပြောလိုက်ပြီးလက်နှစ်ဖက်လုံးကိုပြလိုက်ဖို့ပြောလိုက်ပါလေအဲလိုနဲ့ကောင်မလေးကလက်နှစ်ဖက်လုံးဖွင့်ပြလိုက်ပြီးလက်ထဲမှာအကျွေးစီးရှိနေအောင်တုံကင်များနှစ်ဆောက်ကိုရှောင်းစုကရရှိသွားခဲ့ပါတော့တယ်လူကြီးကတော့ကောင်မလေးဘယ်လိုလုပ်လိုက်တာလဲလို့ခံမနေခဲ့ပြီးတော့ အကျွေးစီးနှစီရှိနေလားဒါမှမဟုတ်ဇပွဲကပဲတခုလှုပ်ထလာလို့တွေးနေခဲ့မယ်စစ်ကြည့်တဲ့အခါမှာတော့ဘာရှိမနေပဲကောင်မလေးကရှင်ယူသွားပြီလို့ပြောလိုက်ပါတော့တယ်ဆောင်ဆူကတော့တိုကင်တွေရေကထွက်သွားခဲ့ပြီလူကြီးကတော့ဒေါသတွေထွက်ကကြံနေခဲ့ပါတော့တယ်အဲ့ချိန်မှာပဲကောင်မလေးတော့ရောက်လာခဲ့ပြီစားကြတာပေါ့လို့ပြောလိုက်ကလောင်းစားဝဲစားဖို့အတွက်ပြောလိုက်ပါတယ်ဒိုနဲ့အားလုံးနဲ့အင်တိုင်းအားတိုင်းရှင်ပြန်ကြပြီးတဲ့နောက်မှာတော့ဆောင်ဆူကနောက်ဆုံးကြံရှိသူဖြစ်လာခဲ့ပြီးနက်တိုင်းတွေဝစ်စုံတွေနဲ့အတူဆောင်ဆောင်သူတွေရှိတဲ့အခန်းထဲဝင်သွားခဲ့ကဒီပိုင်းလေးကလောင်းနေပဲဆုံးသတ်သွားခဲ့ပါတယ်